ဟယ်လိုဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ချင်းမိုက်မှာဈေးအနည်းဆုံးသူမဟုတ်ဒီဈေးအတ္တသာဆုံးရှာဘူးဆိုင်လေးစားတာလေးကိုတင်ပြလိုက်ပါတယ် ဆိုင်နာမည်ကတော့ဘစ်ဘစ်ရှာဘူးပါ။သူကပုံမှန်ဆိုရင်136ဘတ်ပဲကြာမှာကိုဒီကျွန်တော်တို့အေးလိုရေကမုံလိုစားမဲ့ဆိုရင်ထပ်ပြီးတော့36ဘတ်ပေးရမှာလို့စုစုပေါင်း128ဘတ်ကြာမှာပါ။အချိန်လဲကန်တတ်မထားတာမလို့ဒီလာကုန်ကန်နီးပြက်သုံးလက်သုံးဆိုရင်တော့စားမယ်ဆိုရင်ပိုအဆင်ပြေမှာပါ ဒီမှာပဇွန်တော့မတွေ့ရပါဘူး198ပတ်ပဲဆိုတော့သူဟာနဲ့သူ ရှိသစ်တလောက်အသားတွေတော့ရှိပါတယ်ဘလိုမျိုးပရီမီယံအသားတို့မျိုးမဟုတ်ပဲနဲ့ဒီပုံမှန်အသားမျိုးတွေပါဒီဆိုင်မှာဆိုရင်ဒီဝက်သုံးတက်သားအလွာတွေကတော့ main ဖြစ်မယ်ထင်ပါတယ်ပြီးတော့ယူရီးယားအကင်တူလေးတွေလည်းနှမျိုးသုံးမျိုးရှိပါသေးတယ် ဒါတော့ဤတုံဤတုံလေးမလို့ယူခဲလိုက်တာပါကျွန်တော်တို့အခုစားတဲ့ဆိုင်ရတော့ဒီစုတပ်နဲ့ဒီလေရင်ကွင်းသားလေးရပါအရွက်တွေကတော့နည်းနည်းမွေးတဲ့အရွက်တစ်မျိုးပေါ့နော်နာမည်မသိလို့အဲ့အားလေးရယ်ဒီမုံချင်းဖြူရယ်အမူရယ်ပြီးတော့ကစွန်ရယ်နည်းနည်းရယ်ထည့်ထားလိုက်ပါတယ်ဒီဆိုင်မှာမူကထအိုးလဲရှိပါတယ် ဒီမူကထာအိုးကတော့နည်းနည်းဈေးကွာမယ်ထင်ပါတယ်မစားဘူးလို့သိမသိပါဘူးပြီးတော့ဒီအသားကလည်းနည်းနည်းထူရာမလို့တစ်ခါလေကြရင်မကြက်မှဆိုးလို့ကျွန်တော်တို့ကတော့ဒီရှာဘူးပဲစားတာများပါတယ်ပူပူနွေးနွေးအသားပြုတ်ရည်လေးနဲ့ပေါ့နော်ပြီးတော့ဒီဆိုင်ထဲမှာပဲကင်းမွန်လက်တန်နေတို့ရီခူရီတို့အဲ့အရာတွေတော့ရှိပါသေးတယ်ကျွန်တော်ကတော့မစားချင်တာနဲ့မယူပစ်ခဲ့ပါဘူး ပြီးတော့ site dish အနေနဲ့အကြတော့ဟော်တော့ကြော်လေးတွေရဲ့ဖရဲသီးရရှိပါတယ်အချိုးကြီးကလည်းအရသာလင်္ကာမျိုးရှိပါတယ်ကျွန်တော်တို့ကတော့ကိုလာပဲယူခဲ့လိုက်ပါတယ်အချင်းကတော့၃မျိုးလောက်ရှိတာဟိုမှာ ကျွန်တော်တို့ကတော့ဒီအစိမ်းစော်ပဲယူခဲ့လိုက်ပါတယ် ပြီးတော့အဲ့ဒီအကင်တူလေးကကြတော့ထုတ်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 လေးနဲ့ကောင်းလို့ယူခဲ့လိုက်တာပါအဲ့ဒီအကင်တူလေးကပြုတ်တာကျသွားတယ်ဆိုရင်တော့ပြဲထော်ပြဲထွက်သွားပါတယ်ဒီအကင်တူအဝိုင်အောင်လေးပေါ့နော် သူ့ဟာနဲ့သူစားလို့တော့အဆင်ပြေပါတယ်ပြီးတော့ dolly fish လေးတွေကလည်းခဲနေတတမို့လို့ဒီအရင်ကြိုးယူထားမဲ့ဆိုရင်တော့အဆင်ပြေမှာပါကျွန်တော်တို့လည်းဒီအရွေပျော်သွားတဲ့ခါကျမှထည့်စားလိုက်ပါတယ် ဒီနေ့ကတော့ဒီတိုင်းပဲသွားစာရာကိုဒီကိုထဲမှာလဲဟိုအက်ဒစ်ဆရာမရှိတော့တာနဲ့နည်းနည်းပုတ်ပုတ်ပါပါပဲရိုက်ခဲလိုက်ပါတယ်ဘလိုမိုးအကုန်လုံးကိုဒီဒေးကြီးနဲ့လိုက်ပြီးတော့မရိုက်တော့ပဲနဲ့ဘာတွေရှိတယ်လဲမရိုက်တော့ပဲနဲ့ဒီတိုင်းစာရာလောက်ကိုပဲဒီ POV ကင်မရာအနေနဲ့ပဲရိုက်ခဲလိုက်ပါတယ်ဟိုနည်းနည်းတော့ zoom ချက်တာတော့နည်းနည်းကြီးသွားတာပေါ့နော်ဒေါ်လီဖစ်လေးကတော့ source လေးနဲ့တော်တော်လိုက်ပါတယ် အမူတွေကတော့မစားမဖြစ်အနေနဲ့ပဲယူခဲ့လိုက်တာပါဘလိုမိုးအသားတွေကြီးပဲစားနေတာစားရဲ့နည်းနည်းအလိုအရွက်ဆန်နာပေါ့နော်ဒီဤတုံဤတုံလေးတွေကလည်းသူ့ဟာနဲ့သူကောင်းလို့ပဲဒီလွလွမဲ့မဲ့ဖြည့်ထည့်ခဲ့တာပါအဓိကစားမဲ့ဆိုရင်ဒီသုံးတသားတွေကတော့တော်တော်ကောင်းပါပါ ီပန်းအောင်တုံးလေးကလည်းသူတို့မှာအလိုအသားတွေလာမသိဘူးအဲ့လိုဘန်းကြီးနဲ့ရှိတာကိုဇွန်လေးနဲ့ခတ်ခဲလိုက်တာပါအဲ့အားလေးပြုတ်လိုက်တာမလို့ဒီလိုပေါ့ပွားလေးဖြစ်သွားခဲ့တာပေါ့နော်ဘလိုပဲဖြစ်ဖြစ်အပီးစီးကိုမှဒီ198ဘတ်ပဲကြားခဲ့တာဆိုတော့မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်2300 2400လောက်တော့သွားမှာပေါ့နော်ပေးတဲ့ဈေးနဲ့လည်းဘိုင်လဲဝါတယ်ဆိုတော့တန်တယ်လို့တော့ကျွန်တော်ကတော့ခံစားမိပါတယ် ပြီးတော့ဒီဇိုင်းမှာခြုံတဲစရာအနေနဲ့ရေကမုန်းကိုရတာနှစ်မျိုးသုံးမျိုးလောက်တော့ရှိပါသေးတယ်။ဒီရေကမုန်းလေးတွေတော့စမပြတော့ဘဲနဲ့ဒီတိုင်းလေးပဲအဆုံးသတ်လိုက်ပါတော့မယ်။အားလုံးပဲ good night ပါနော်။နောက်ထပ်ဘလော့လေးမှာပြန်လည်တွေ့ဆုံကြပါမယ်။